မုံမိတ်မြို့နယ်မြစ်ဆုံရွာထဲကအရက်သားစုဝေးနေတဲ့နေရာကိုစစ်ကုမရှင်တပ်ကနေရက်ဆက်တိုင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သားတွေတိစုံခဲ့ပါတယ်။ ဒီဇင်ဘာ6ရက်နေ့နဲ့ဒီဇင်ဘာလ9ရက်နေ့မှာနရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခံခဲ့ရတာလို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာလ6ရက်နေ့မှာတော့လီချောင်းနဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက်အရက်သား7ယောက်တည်ဆုံခဲ့ရပါတယ်။တည်ဆုံသူတွေထဲမှာကိုဝန်ဆောင်အမျိုးသမီးတယောက်အပါဝင်စစ်ရှောင်ရီပါနေပြီးဒီနေရာဟာစစ်မြေပြင်မဟုတ်ပဲအရက်သားတွေအသွာအလာများတဲ့နေရာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ အထူးသဖြင့်ပထမအကြိမ်တိုက်ခိုက်မှုကြောင့်ထိခိုက်သူတွေကိုကယ်ဆယ်နေချိန်မှာဒုတိယအကြိမ်ထပ်မံပြစ်ခတ်ခဲ့တာဖြစ်လို့တိုက်စုံမှုပိုများခဲ့တာလို့ပြောပါတယ်ဒါအပြင်ရွာလမ်းမပေါ်မှာမပေါက်ကွဲသေးတဲ့ဘုံတလုံးကျန်နေသေးတာကြောင့်စိုးရိမ်နေရတယ်လို့ဒေသခံတွေကပြောပါရယ်။တအဲမျိုးသားလူမျိုးရေးတက်မတော် TNL နဲ့စစ်ကောင်မရှင်တို့ကြအပြစ်ရရေးသဘောတူညီမှုရပြီးတဲ့နောက်လေကြောင်းကနေတိုက်ခိုက်ခံရတာဖြစ်ပါရယ်။ ဆွေးနွေးသဘောတူညီမှုအရာတက်ဆုပ်ခွာမှုတွေလုပ်နေချိန်မှာအရက်သားတွေရှိရာကိုဓာတ်ရိုက်ပြင်းမဲ့ထားလီချောင်းတိုက်ခိုက်တာဟာနိုင်ငံတကာဥပဒေတွေကိုပြင်းထန်စွာ ချိုးဖောက်တာဖြစ်တယ်လို့လူ့အခွင့်အရေးစောင့်ကြည့်သူတွေကဝေဖန်နေကြပါတယ်စကိုင်းတိုင်းပမောင်းမြို့နယ်မှာရှိတဲ့ရွှေလောက်ကွက်တစ်ခုကိုဒီဇင်ဘာ9ရက်နေ့မှာစစ်တပ်က Jet Fighter လေယာဉ်နှစ်စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် အရက်သားတယောက်သေဆုံးပြီး9ယောက်ထဏ်ရာရခဲ့ပါတယ် ိုက်ခိုက်ခံရတဲ့နေရာဟာသုံးမြေစုံရွှေလုတ်ကွက်လို့ခေါ်ကြပြီးတိစုံသူကအသက်33နှစ်အရွယ်ကိုငိမ့်ဆိုတဲ့လူဖြစ်တယ်လို့ဗမောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်ဒါအပြင်ဒဟရသူတွေထဲမှာဆိုရင်လည်းတရုတ်လူမျိုးလုပ်ငန်းရှင်တွေရောက်ပါဝင်တယ်လို့ဆိုပါတယ်။လက်ရှိမှာဗမောက်မြို့ပေါ်မှာစစ်ကော်မရှင်တန်းတဲ့ SNA ပူပေါင်းတပ်တွေကထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးဒီဇင်ဘာ9ရက်နေ့အထိ6ရက်ဆက်တိုက်လေကြောင်းနဲ့တိုက်ခိုက်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်။ ကရင်ပြည်မြဝရီမြို့နယ်အတွင်းမှာဂေါ်တူးလီတက်မတော် KTL လေလှောက်ရှားတဲ့ရွာနာကိုစစ်တပ်ရဲ့အသေခံကာမီကာဇေဒရုန်းတွေကြားရောက်ပောက်ကွဲခဲ့တယ်လို့ KTL တာဝန်ရှိသူတွေကပြောပါတယ်ဒီဖြစ်ရဟာ KTL စီဦးစီချုပ်ဘူချုပ်စောနေဓာမြကစစ်တပ်လီတီပါရာမော်တာကိုစစ်တပ်မောင်းနေတဲ့ရုတ်တံထုတ်လွှင့်ပြီးမကြခင်မှာဖြစ်ပွားခဲ့တာပါ။ KTL တာဝန်ရှိသူတယောက်ရဲ့ပြောပြချက်အရစခန်းနာကရွာထဲကိုကာမီကာဇီဒရုန်း၄စင်းအထိကျရောက်ခဲ့တာဖြစ်ပြီးဒါဟာစစ်တပ်သုံးဒရုန်းအမျိုးအစားတွေဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီဒေသမှာစီရီတင်းမာမှုနဲ့တိုက်ပွဲလည်းမရှိဘဲနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒရုန်းတွေဟာရွာအပြင်ဘက်မှာကျရောက်ခဲ့တဲ့အတွက်အရက်သားထိခိုက်ပျက်စီးမှုတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။ KTL စီဦးစီးချုပ်ဘူချုပ်စောနယ်ဓာမြကဒီဇင်ဘာ3ရက်နေ့ကဆက်သက်လီတီဆန်သက်မောင်းနေတဲ့ရုပ်သံဖိုင်ကိုလူမှုကွန်ရက်စာမျက်နှာမှာထုတ်လွှင့်ခဲ့ပြီးတဲ့နောက်မှာဒီဒရုန်းတိုက်ခိုက်မှုဖြစ်ပေါ်လာတာကြောင့်စီဦးစီးချုပ်ရဲ့လေကြောင်းဆိုင်ရာလှုပ်ရှားမှုနဲ့တက်ဆိုင်နိုင်တယ်လို့ KTL ကသုံးသပ်နေပါတယ်။ ဂရင်းနီပြည်မှာစစ်ကောင်မရှင်ကလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ချက်တစ်ခုကိုဒီဇင်ဘာ9ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီထုတ်ပြန်ချက်အရမြို့နယ်၄ခုမှာရှိတဲ့ကျေးရွာအုပ်စု50တခုမှာရွေးကောက်ပွဲအပိုင်းတင်တဲ့အပိုင်းနှစ်ကိုကျင်းပနိုင်မှာမဟုတ်ဘူးလို့ထုတ်ပြန်ပါတယ် ရွေးကောက်ပွဲမကျင်းပနိုင်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မဲ့အခြေအနေမရှိတာကြောင့်ဖြစ်တယ်လို့ UEC ကဆိုပါတယ်။ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အဲ့ဒီကြေးရွာတွေဟာစစ်ကောမရှင်တန်းတဲ့တော်လှန်ရေးတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ဒေသတွေဖြစ်နေတာကိုလည်းတွေးရပါတယ်။ ဒီမော့ဆိုမြို့နယ်မှာငွေတော်ကျေးရွာအုပ်စုကလွဲလို့ဂျန်တဲ့အုပ်စု26ခုဖရူဆိုမြို့နယ်မှာကျေးရွာအုပ်စု73အုပ်စုဘောလခဲမြို့နယ်မှာစစ်ကုမရှင်ဘျူဟာတက်ရှိရာနေရာကလွဲလို့ဂျန်တဲ့အုပ်စု10အုပ်စုဖြစ်ပါတယ်လွိုက်ကော်မြို့နယ်မှာတော့ပါလောင်နဲ့တီးလုံကျေးရွာအုပ်စုကလွဲလို့ကျန်တဲ့ကျေးရွာအုပ်စုတွေမှာရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ UEC ကပြောပါတယ် ်စစ်ကော်မရှင်ကကောက်ယူထားတဲ့2024တကောက်စဉ်အရခရနီပီရဲ့လူဦးရေစုစုပေါင်း3သိန်းဝန်းကျင်မှာစနစ်တသမ6ရာခိုင်နှုန်းဖြစ်တဲ့3000ကျော်ကိုပဲစည်ရင်ကောက်ယူနိုင်ခဲ့တယ်လို့လဲဆိုပါတယ် UFC သမိုင်းမှာပထမဆုံးအကြိမ်မြန်မာဖိုက်တာတယောက်ချန်ပီယံဖြစ်လာခဲ့ပါပြီ။ သူကတော့ချင်းတိုင်းတာ Joshua Ben ပဲဖြစ်ပါတယ်။မနေ့ကလုတ်ခဲ့တဲ့ UFC 323ပြိုက်ပွဲမှာချင်းတိုင်းတာမြန်မာ fighter Joshua Ben ဟာ Brazil fighter Pantoha ကို အနိုင်ရလိုက်တဲ့အတွက် UFC သမိုင်းမှာဆိုရင် ပထမဆုံးအကြိမ်မြန်မာ fighter တယောက် champion ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ်ဒါပြင်တစ်ချိန်ထဲမှာပဲအရှိတအာရှနိုင်ငံရီထဲမှာဆိုရင်မြန်မာကိုစားပြုဖိုက်တာဂျော့ရှွာဘန်ဟာ UFC မှာပထမဆုံးချန်ပီယံတယောက်လည်းဖြစ်လာခဲ့တာဖြစ်ပါတယ်ဂျော့ရှွာဘန်နဲ့ပန်တိုဟာက UFC Flyweight တန်းမှာချန်ပီယံလူပွဲအနေနဲ့ထိုးသက်ခဲ့ကြတာဖြစ်ပါတယ် ပထမအချီထိုးတက်ချိန်26စက္ကန့်မှာပန်တိုဟာကဂျော့ရှွာဘန်ရဲ့ခေါင်းကိုကန်ပြီးပြန်အကြမှာတဒောင်စစ်လွဲသွားတဲ့အတွက်ပွဲကိုဆက်ပြီးမထိုးတက်နိုင်တော့တာကြောင့်ဂျော့ရှွာဘန်ကအနိုင်ရခဲ့တာဖြစ်ပါတယ်။ UFC flyweight တန်းမှာ champion အသစ်ဖြစ်လာတဲ့ Joshua Ban ကသူ့ရဲ့ champion ခပတ်ကိုကာကွယ်ဖို့အသင့်ရှိတယ်လို့ပွဲအပြီး interview မှာပြောဆိုသွားပါတယ်။